ယောဂီနမ227ကယောဂီလျှောက်ပါတပည့်တော်ကကြတော့ဆရာတော်ကြီးပြောတဲ့အတိုင်းဖျားပေါ်မှာကံဝင်ကျွေးဆက်တာပါဗျာတပည့်တော်ပထမလျောင်းကမထန်းတော်ဝါကြတော့တပည့်တော်ကတော့ပါဗျာတင်မစုံရိုးကဟိုအဖို့ရှိတဲ့အခါကြတော့တပည့်တော်ဝေဒနာမလွတ်ခဲ့ပါဘူးဗျာအမဟာပလင်နှစ်နာရီမှတော့လည်းတပည့်တော် ဝေဒနာအရန်ကြီးခဲ့ပါတယ်ဖေ။ဆရာလေးကတူကဘေးနားနဲ့တောက်လျှောက်ဆောင်းလျှောက်ပေးပါတယ်ဖေ။တပည့်တော်ရင်းနေလှက်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 တော်တအားနှလုံးတွေအရန်ခုန်ပြီးတော့ဘလို့မှလျှော့လို့မရဘူးဖြစ်ပါတယ်ဖေ။ဆို့ဆို့လာပြီးတော့အလိုဖြစ်တယ်။နောက်မဟာပလင်9နာရီထိုင်တဲ့ပထမအချိန်မှာတော့ကြာတော့တဝက်ကြော်ကြော်လောက်လဲကြာအောင်ဆရာလေးတပါး ရင်နေရန်တုံလို့ဆိုပြီးတော့တပည့်တော်ရင်ဘက်လေးလာဖိပေးပါတယ်ဗျာလာလဲဖိလေပြီးတော့စိတ်ကိုမချုပ်ထားနဲ့တုံချင်းတုံလေးစေဆိုပြီးတော့အဲ့ဒီမှာတပည့်တော်လက်တွေခါပါတယ်ဗျာအဲ့ခါတဲ့အချိန်ကျတော့တပည့်တော်မျက်လုံးအာယုံထဲမှာနမိတ်တစ်ခုကိုမြင်လာပါတယ်ဗျာတပည့်တော် what ကောင်အချီဖြူဖြူဖွေးဖွေးအဲ့တကောင်မြင်ပါတယ်ဗျာဒါပေမဲ့အဲ့ဟာကိုတက်လိုက်တာကိုလည်းတပည့်တော်တိလိုက်တယ် တည်တည်ချာချာကြီးတော့တပည့်တော်မမြင်ပါဘူးဗျာအဲ့ဒီချိန်မှာတပည့်တော်အယံခါပြီမဟာပလင်ပထမ9နာရီမှာတော့တပည့်တော်ဝေဒနာတော့တော်တော်လေးတက်ပါတယ်ဒါပေမဲ့တပည့်တော်ဘဝင် မကြပါပဲပြီးတဲ့အထိတော့တပည့်တော်ဟိုကြော်ဖြတ်နိုင်ခဲ့ပါတယ်ဗျာပြီးလဲပြီးတော့တပည့်တော်ဝေဒနာတအားကြီးဒီလိုနာရာကျင်တာလေးတိတ်မရှိပါဘူးဗျာပြီးတဲ့အချိန်မှာနောက်လျှောင်းကမ္မထံဒုတိယ9နာရီမှာကြတော့တပည့်တော် အယိုးစုတွေလည်းမြင်ပါတယ်ဗျာဒါပေမဲ့အဲ့ဒီကံဝေကျွေးဟာကိုထင်းထင်းရှားရှားကြီးတပြည့်တော့ပုံမြင်လာပါတယ်ဗျာတပြည့်တော့ဆရာတော်ဘုရားပြောတဲ့အတိုင်အယိုးစုတွေပဲတောက်လျှောက်ကြည့်ပါတယ်ဗျာကြည့်နေရင်လည်းမတပြည့်တော့အာယုံထဲမှာအဲ့ဝကြီးကိုတပြည့်တော့အဲ့ချိန်တော့တပြည့်တော့အမျိုးသားပါဗျာအမျိုးသားကတပြည့်တော့တခါကြီးကအဲ့ချိန်မှာယောက်ျားလေးတင်ပါဗျာတင်ပါ အဲ့အချိန်မှာတပည့်တော်ကအဲ့ဝက်ကြီးကိုတုံးကြုံပါတယ်မေးကြီးနဲ့ထိုးတက်နေတာဖျားထိုးတက်နေတဲ့ဟာကိုအဲ့လို ထိုးတက်တဲ့အချိန်မှာတပည့်တော်တက်တဲ့လူကအရန်ကိုစိတ်ထဲမှာနှစ်ထောင်းအားရဖြစ်ပြီးပျော့ပျော့ရွှင်ရွှင်နဲ့တက်နေတဲ့ဟာကိုတပည့်တော်တွေ့ပါတယ်ဖျားအဲ့အချိန်မှာတပည့်တော်က ဟိုမဟာပလင်ထိုင်တော့ကကြတော့ဝက်ကိုပဲမြင်တာဗျာဝက်ဖြစ်သွားတဲ့ပုံဝန်တပြီတော့မမြင်ပါဘူးဗျာလျှောင်းကမထမ်းမှကြတော့ဝက်ကဆက်ငင်ဆက်ငင်ဖြစ်နေတာကိုတပြီတော့တွေ့တာဗျာအဲ့ဝက်ဖြစ်တဲ့အတိုင်းတပြီတော့ကလက်တင်လှုပ်တာမဟုတ်ကိုလုံးတွေကအစပါဆက်ငင်ဆက်ငင်ဖြစ်ပြီးမိတွေကပါအစအသက်ထွက်ကဆက်ငင်ဆက်ငင်ဖြစ်တယ်လို့အဲ့လိုမျိုးတွေဖြစ်တာဗျာတပြီတော့အဲ့ဒါပြီးတော့လက်တွေကလှုပ်တာလေထိုးတတ်တာညာဘက်လက်နဲ့ ထိုးလိုက်တဲ့အတွက်အဲ့လှုပ်တဲ့ခါတဲ့ဟာတွေအကုန်လုံးကညာဘက်လက်ကပဲပို့ခါတာဗျာတပည့်တော်အဲ့လိုခါလဲစိတ်ထဲမှာဘာဖြစ်လဲဆိုဆရာတော်ကြီးကပြောတယ်ကံဝေကျွေးကိုဒီဖြာပေါ်မှာပဲဆက်ဒီဖြာပေါ်မှာပဲဆက်ရမယ်ဆိုတပည့်တော်အဲ့ဒါကိုလဲအတွေးဝင်လာပါတယ်ဗျာ အဲ့ဒါကိုဝင်လာပြီးအော်ငါဒါတွေကငါရဲ့ဝေကျွေးတွေပဲဆိုပြီးတပြီးတော့အယိုးစုကိုပဲမှတ်ပါတယ်ဗျာအယိုးစုကိုလည်းမြင်ပါတယ်ဗျာအယိုးစုတစ်ကိုယ်လုံးမြင်နေအုံနှောက်တွေလည်းမြင်ပါဒါပေမဲ့ညာဘက်လက်ကြီးကခါတာလုံးဝမရက်ဘူးဗျာဘယ်နဲ့ညာနဲ့ဆိုရင်ဘယ်လက်ကြီးကငြိမ်ပြီးတော့ညာလက်ကြီးကခါတာခါအဲ့ညာလက်ကြီးခါတာကိုတပြီးတော့ကြည်လိုက်တပြီးတော့ရဲ့လက်မဟုတ်တော့ အယိုးစုကြီးကခါနေတာခါနေတာအဲ့လိုမျိုးကြီးပဲမြင်ပါလေဗျာအဲ့ဒါပထမရက်တော့ကတော့ပထမလျောင်းကမ္မထံပထမချိန်တော့တပီတော်အတွက်ကငါးနာရီကငါးကဘာကြာတယ်လို့ပါဗျာဝေဒနာညိတော့ဒုတိယလျောင်းငါးနာရီကြာတော့တပီတော်အတွက်ကခဏလေးလို့ပဲဗျာဘာလို့ဆိုတော့တပီတော်ကဒီကံဝေကျွေးကိုဆက်ရပြီမဲ့တပီတော်ဓာောက်လျှောက်ကအယိုးစုကိုမှတ်တာမပြတ်ပါဘူးဗျာမပြတ်ဖဲနဲ့ဓာောက်လျှောက် စိတ်ထဲမှာလည်းကြည်နေတယ်အရိုးစုလည်းမြင်တယ်ဒါပေမဲ့အဲ့ဒီဝေကျွေးဆက်ရတာကြီးကတော့မပြောက်ဘူးဗျာတပြီတော့ကိုလုံးကြီးကြီးကလည်းတွန့်တွန့်သွားလိုက်မင်းကြီးကြီးကလည်းထိုးထိုးသွားလိုက်လက်ကလည်းတစမ်းမှလှုပ်တာမပြတ်ပါဘူးဗျာတော်တော်ကြီးရင်ကလည်းလေမောပြီးဆို့ဆို့လာပါတယ်ဗျာဒါပေမဲ့တပြီတော့အဲ့လျောင်း9နာရီမှပြီးသွားတော့ပြီလို့တော့ထင်ပါတယ်ဗျာဒါပေမဲ့တကယ်တကယ်မပြီးဘူးဗျာ မဟာပလင်9နာရီထိုင်တဲ့အချိန်မှာအဲ့ဒီဝေကျွေးကိုထပ်ဆန်းရပါတယ်ဗျာတပြည့်တော့ပထမ9နာရီတုန်းကဝေဒနာတက်ပေမဲ့ဘဝင်မကြပေမဲ့တပြည့်တော့ခံနိုင်နေဆိုအဲ့ဒီအချိန်မှာကြတော့တပြည့်တော့ကံဝေကျွေးဆက်ရလို့လားမသိဘူးတော်တော်ကြီးခံရပါတယ်ဗျာမနေ့ကမဟာပလင်မှာ55မိနစ်လောက်မှခါလာတာဗျာခါလာပြီးတော့ပထမခါတော့လက်ပဲခါလာတာ အဲ့မဟာပလင်မှာကိုလုံးတွေလှုပ်လာလှုပ်လေတပည့်တော်ဝေဒနာတက်လေလှုပ်လေဝေဒနာတက်လေဆိုတပည့်တော်တော်တော်ကြီးကိုဘွာခံရပါတယ်ဖေ။အဲ့ဒါဘေးနာတရားတော်ဆရာမလေးကတပည့်တော်လာပြီးနှစ်သိမ့်ပေးပြီးတော့ တိခံတိခံပြောပြီးမှတပည့်တော်တော်တော်ကြီးကိုဝေဒနာခံရစိတ်ထဲမှာဘလောက်တောင်ဖြစ်လဲဆရာမကျမမလှုပ်ချင်တော့ပါဘူးဒီလက်တွေမလှုပ်ချင်တော့ပါဘူးတခါလေထိန်းထားပါတယ်ဗျာထိန်းလဲတပည့်တော်မရပါဘူးဗျာမနေ့ကမဟာပလင်တော်ဆိုတပည့်တော်လေမီးတွေကလက်ကမလှုပ်ရင်တော့ဒီသွားတွေကအပေါ်သွားနဲ့အောက်သွားနဲ့ရိုက်ရိုက်ရိုက်ပြီးအဲ့လိုဖြစ်တယ် နောက်ပိတ်ဆုံးဘလူတော်အတန်ထွက်လာတယ်ဆိုဘဇက်ကတော်အတန်ထွက်လာပါတယ်ဖရာတပည့်တော်မလုတော်ပါဘူးမလုတော်ပါဘူးဆိုတဲ့အတန်နေတပည့်တော်ထွက်လာပါတယ်ဖရာနောက်ပိတ်ဆုံးအဲ့လိုတကူလုံးတုံတုံပြီးတော့အဲ့ဟာတခုလည်းဖြစ်တယ်နောက်တခုကလည်းနောက်တဘဝမှာတပည့်တော်ကအမျိုးသားတစ်ယောက်ကိုထိုးထိုးနေတော့အဲ့လိုမျိုးထိုးခံရတဲ့လူရဲ့ခေါင်းလေသွားတော့ပုံစံမျိုးတွေအတိုင်းတပည့်တော်အဲ့မဟာပလင်မှာခံရပါတယ်ဖရာ တိတ်ကပြုခဲ့တဲ့ဟာလေတင်မဖြစ်ဟာအဲ့ဒီနှစ်ဘဝဥစ္စာဟိုတပည့်တော်မဟာပလင်မှာအဲ့လိုတွေဖြစ်ခံရပါတယ်ဖေဝေဒနာတော်တော်ကြီးကိုမဟာပလင်ချိန်ထားတဲ့ဝေဒနာရဲ့ကိုယ့်ရဲ့ကံကြွေးဝေဒနာတွေရဲ့မင်းကတော်တော်ကြီးတပည့်တော်ခံရပါတယ်ဖေအဲ့နောက်ပြီးဆုံးပဇက်ကတော့နည်းနည်းအတန်ထွက်လာတယ်မလုတော့ပါဘူးမလုတော့ပါဘူးဆိုတဲ့ဥစ္စာကိုတပည့်တော်အတန်ထွက်လာပြီးတော့နောက်ပြည့်စုံ ဟိုကတော့တောင်းမှန်တဲ့ပုံစံမျိုးနဲ့တော့လက်အုပ်ချီပြီးအဲ့လိုပုံစံမျိုးတော့ဖြစ်ပါရယ်ဗျာတကူလုံးလှုပ်ပြီးနောက်မောပြီးတော့တပြည့်တော့ပြီးလဲပြီးရောဝေဒနာကြံ့ခဲ့ပါရယ်ဗျာခြေကဝတ်တွေပါတွေပေါင်ကြောတွေမှာအဲ့လိုနည်းနည်းဝေဒနာကြံ့ခဲ့တယ်ဒါပေမဲ့ဒီမနေ့၃နာရီတရားထိုင်လိုက်တော့အဲ့ဒါတွေဘာမှမရှိတော့ပါဘူးဗျာဝေဒနာတွေပေါ်ပါပါတယ်ဗျာအဲ့တော့မဟာဗလင်းရဲ့ကြီးစု ကိုယ်စဉ်တို့ဝေဒနာရဲ့ကျေးဇူးအဲ့ဒီလိုတာမဟုတ်ဘဲနဲ့ကြွားလိုက်မှလည်းရွှေလေးနဲ့လေးနဲ့စိတ်အလိုလိုက်နေဒီဝေကျွေးတွေပေါ်လာမှလည်းမဟုတ်ဘူးဒီဝေကျွေးတွေကိုလည်းဆက်လို့ရမှာမဟုတ်ဘူးအဲ့တော့ဒီဥစဉ်တို့ရဲ့ဤစနစ်ကတော့တရားပေါ်မှာပြီးတာဒါပေမဲ့ပြီးကျင်တိုင်းပြီးပြီနဲ့ယူတဲ့ပုံကူမှာမိမိရဲ့ဝိပါကဝတ်တွေ ပယ်ဆရမယ်ကိစ္စနဲ့ပါလာရင်အဲ့ဒါကိုပယ်ဆပြီးမှရတယ်နော်အင်္ဂုလိမာလာနော်အင်္ဂုလိမာလာမထေရဒူရီတပြီးတော့ဓမြတိုက်နေဓမြကြီးပေါ့မြတ်စွာဘုရားနဲ့တွေ့ပြီးတော့ကျွတ်တန်းဝင်တဲ့ကယဟန်ဝဲတရားအားထုတ်တနေ့ကျတော့ဆုံးခံထွက်ဆုံးခံထွက်ရင်တောဝိတိပြည်နဲ့ဇီရုံအကြောင်းကြားကခြုံပုတ်တော်လေးတွေပဲရှိတယ် အဲ့ဒီတဲမှာသူတပါးရဲ့ဘလူးမှလည်းမရှိဘူးအလိုလိုဓာရီလှန်နေခဲရီဒုတ်တရသူ့ပေါ်ကြာဒီဝကျွေးမဆက်ဖ ೇನೆ မရဘူးနော်တရားဆိုတာပါဇက်လေးနဲ့တင်ပြောနေလို့မလွယ်ဘူးအဲ့တော့သူရိတာနေတဲ့ဒိဗောက်ဘောင်ဝဲသူရိရွှဲတာတော့မြတ်စွာဘုရားရှင်ကကျောင်းတော်နေချစ်တာသီခံတော့သီခံတော့ဖះပါညွန်ကြတယ်သီခံပါအင်း အဲ့ဒီချိန်မှာကြောင်းတော်ကြွလာပြီးတော့မြတ်စွာဘုရားကိုနော်ဥချိန်ချပြီးတော့ပရိနိဗ္ဗာန်ပြုသွားပါတယ်နော်ဘုကျွေးကိုမခံရဘူးဒီဘုကျွေးကဟိုဘလို့ရှိတာလဲဆိုတာယောဂီတို့ရဲ့စိတ်ထဲမှာဘဝင်ထဲမှာမရှိဘူးလားမသိနိုင်ဘူးအခုတော့ဝိညာဉ်နဲ့ပေါ်ထုတ်တော့ဥစဉ်ပြောတယ်လေတဏှာကသူပြုတဲ့ကံကိုသူပြန်ဆောက်ပါမယ်ဆိုတော့ ဝိဘတ်တရားနော်မင်းမူဒီစတိတ်လို့မှတ်ထားတာဟရယဆိုတဲ့နှလုံးထဲမှာသိမ့်ထားတာသူ့အလဲကြရင်သူဒီဆောက်တော့မှာအဲ့ဒါကိုဦးဇင်းတော်ကသူ့အလဲကြမခံတော့ဘယ်နဲ့ဖျားပေါ်နေဖျက်ချလိုက်တာအင်းဒါအလုံးသာလို့ခေါ်ကြပါဦး